ထားနိုင်ငံအကျင့်ပြတ်ချဆမှုတိုက်ဖြတ်ရေးအဖွဲ့ ECT ဩက္ကဋ္ဌဒေါက်တာမာနာနီမင့်မွန်ကူကမိမိတို့ရဲ့ကြားဖြတ်တဲ့အွန်လိုင်းလောင်းကစားတိုက်ဖြတ်မှုလုပ်ငန်းစဉ်မှာအရေးမပါတဲ့တရားခံအနေငယ်ကိုသာဖမ်းနိုင်ပြီးအကြီးစားဒုစရိုက်သမားတွေကိုဩဇာကြီးတဲ့ထိုင်းနိုင်ငံရေးသမားတွေနဲ့အုပ်ချုပ်သူအကြီးအကဲတွေကလက်ငွေယူကအကာအကွယ်ပေးထားတယ်လို့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဝင်ကြီးတွေလွတ်တော်အမတ်တွေနဲ့ရဲကြောဟောင်းအပါအဝင်ရဲအရာရှိ200ကျော်ဟာကြားဖြန့် online လောင်းကစားနဲ့ငွေကြေးခွာချမှုတွေရဲ့အဓိကတရားခံတွေကို ကာကွယ်ပေးထားပြီးဒီအမှန်တရားကိုရဲကြောဟောင်းစူရာချက် hack ပန်းကိုတိုင်ကလည်းတပ်သေးတွေထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။တင်ရှားပြီးဆိုးရတဲ့အမှုတွေတွေထဲမှာတူဟောင်းနဲ့ဂျင်းလင်းစားတောက်ဆိုင်မှုယူစင်းကျူရဲ့တရုတ်နိုင်ငံသား9000ကိုဗီဇာအလိမ်လဲရယူပြီးထိုင်းနိုင်ငံအတွင်းခေါ်သွင်းခဲ့မှု စုံနောက်ရှုရဲ့အွန်လိုင်းလောင်းကစားကွန်ရက်မင်းနိုင်ရဲ့လောင်းကစားအမှုနဲ့ AAA အွန်လိုင်းလောင်းကစားပလက်ဖောင်းအမှုတို့ပါဝင်နေပါတယ်။ဒေါက်တာမာနာကမြမဘက်ကြားဖြတ်လုပ်ငန်းတွေနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာအရင်ကအထက်လွှတ်တော်အမတ်ပါဝင်ပတ်သက်နေမှုစီနီယာရဲရာရှိကြီးတွေပါဝင်နေမှုနဲ့ကမ်ဘောဒီးယားတန်တရာကြားဖြတ်တဲ့ကိုအန်းနဲ့လီယောင်ဖတ်တို့မိသားစုဝင်တွေရဲ့ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်တွေကို ပြည်ထရေးဝန်ကြီးဌာနကပြန်ဖြတ်သိမ်းလိုက်တယ်လို့ကြေညာထားပေမဲ့ဘာကြောင့်ထိုင်းနိုင်ငံသားဖြတ်ခွင့်ပေးခဲ့တယ်ဆိုတာကိုတော့ခုထိနှုတ်ပိတ်နေခဲ့တယ်လို့ဆိုပါရယ်။ကြားပြန့်ကွန်ရက်တွေကြောင့်ထိုင်းနိုင်ငံသားတွေတနစ်ကိုဘတ်ဘီလီယံတရာကျော်ဆုံးရှုံးနေပေမဲ့တရားလက်လွတ်မှုရဲ့စေဝါမှောင်ခိုမှု လောင်စာမှုငွေကြေးခွာချမှုနဲ့ ကွန်ပျူတာရာဇဝတ်မှုတွေမှာနိုင်ငံရဲ့ဩစာကြီးမားတဲ့တာဝန်ရှိသူတွေကအကာအကွယ်ပေးထားတဲ့အတွက်ငွေကြေးလမ်းကြောင်းလိုက်လံစုံစမ်းမှု အလွန်ခက်ခဲနေရလို့လဲဝေဖန်သွားခဲ့ပါတယ်။